안녕하세요여러분ဒီနေ့ကျေတော့တင်မဲ့ဟန်ချာကတော့ဆူဆိုတဲ့ရေဆိုတဲ့ဟန်ချာဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကကြတော့ရေအရေဆိုတဲ့အဓိပ္ပာယ်ပေါ့ရမယ်နော်အဲဒါကြောင့်မလို့ပထမအဦးဆုံး meaning ကိုကြည့်မယ်ဆိုရင် sense sense ဆိုတာရေတန့်ကိုပြောတာပါကျေတော့ဒီရေတန့်ဘူးတွေပါတွေကိုပြောတယ်ဆိုရင် sense လို့ပြောလို့ရတယ်အဲဒါကြောင့်မလို့ဆူဆိုတာကရေရေတန့်ကိုပြောတာ ဒုတိယ meaning ကကြတော့ susan mul ဆိုတာကဘာလဲဆိုရင် susan ဆိုတာကရေထွက်ကိုပြောတာ mul ဆိုတာကကြတော့ပစ္စည်းပေါ့အကြတော့ရေထွက်ပစ္စည်းဆိုတော့ chair အသားတောင်ဟောအသားမဟုတ်ပါဘူးငါတို့ပဇွန်တို့ပြန်မတော့ရဲ့အဲ့လိုမျိုးလေးကိုပြောတာပေါ့အဲ့မှာတော့အကြတော့ဒီရေကနေထွက်တာတွေဒီအသားတွေပြန်မတော့အကြတော့ငါပဇွန်စားတဲ့ဒီရေထွက်ပစ္စည်းတွေအကုန်လုံးကို chair က susan mul လို့ ပြောလို့ရတယ်ရမယ်เนาะအဲဒါကြောင့်မလို့ချေလို့ဒီငားတွေကိုပဲရောင်းနေစည်းကိုချေလို့ကစူးစမ်းရှိတောင်းလို့လည်းပြောလို့ရပါတယ်ဒီထွက်ပစ္စည်းရောင်းနေစည်းကိုချေလို့စူးစမ်းရှိတောင်းလို့လည်းပြောလို့ရတယ်မနီကဗီဒီယိုမှာချေလို့စူးစမ်းလို့ပြောရဆိုရင်ရေပေါ်ဖြစ်လိမ့်မယ်ရမယ်เนาะအဲဒါကြောင့်စူးစမ်းရှိတောင်းဆိုရင်ရေပေါ်စီစူးစမ်းရှိတောင်းဆိုလို့ရှိရင်ဒီ ငါးစီးကိုပြောတာဟုတ်ကဲ့နော်အဲကြောင့်မလို့ဒီရာနည်းနည်းကွာပါတယ်ပြီးရင်နောက်တစ်ခုကစူးမြောင်သူလည်းပဲအဓိပ္ပာယ်နှစ်ခုရှိတယ်ဘာလို့လဲဆိုတော့ဒီနေ့တင်မဲ့အဓိပ္ပာယ်ကကြတော့ဒီမှာရှိရဲ့စူကရေကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ရေမြောင်ဆိုတာကတချို့ဒီမျက်နှာပြင်ကိုပြောတာအဲကြတော့စူးမြောင်လို့ပြောရဲဆိုရင်ရေမျက်နှာပြင်ကိုပြောတာပါ ပြီးရင်နောက်ထပ်အဓိပ္ပာယ်တစ်ခုက exit day ဆိုတဲ့အဓိပ္ပာယ်လေးရတယ် ဲ့ဒီချိန်မှာဒီစုရဲ့အဓိပ္ပာယ်ကအိတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားလိမ့်မယ်။ရပါမယ်နော်။ဒီစုတစ်လုံးထဲကိုပဲဟောသုံးနဲ့အဓိပ္ပာယ်ကအများကြီးရှိတယ်။ရပါမယ်နော်။ဒီနေ့ကတော့ချေရေနဲ့ပတ်သက်တာကိုပဲပြောမှာပါ။အဲဒါကြောင့်မလို့စုမြောင်းဆိုတာရေမျက်နှာပြင်ကိုပြောတာ။ပြီးရင်နောက်တစ်ခုကကြတော့ခြုံစုကြီးချုံစုကြီးဆိုတာရေတန့်စက်ကိုပြောတာပေါ့ပြန်မလို့အဲ့ဒါကြောင့်မလို့ချုံဆိုတာတန့်စင်လားစုဆိုတာကရေကြီးရဆက်အဲ့ကြတော့ရေတန့်စက်ပေါ့ပြန်မလို့ပြီးရင်နောက်တော့ဟျောင်းစု စုဆိုတာကရေရှောင်းဆိုတာကအနံ့ကိုပြောတာကအနံ့ရှိတဲ့ရေဆိုတော့ရေမွေးပေါ့ဟုတ်တယ်မလားအဲဒါကြောင့်မလို့ရှောင်းစုပြီးရင်နောက်တစ်ခုကစုဆောင်ခုနပြောခဲ့တဲ့ရေပေါ်ဒါမှမဟုတ်ရေပေါ်ဆိုတဲ့အရေးပဲအဲဒါကြောင့်မလို့ဆောင်းဆိုတာကအပေါ်မနေ့ကဗီဒီယိုမှာတချို့တင်ခဲ့ပါတယ်ဝီဆိုတဲ့အရေးပဲလေးပါအဲတော့ဒီဗီဒီယိုလင့်လေးကိုတစ်ချက်အပေါ်မှာရေးပေးထားပါတယ်အဲကျွန်တော်အပေါ်မှာတစ်ချက်လာဝင်ပြီးတော့ မတည်ဘူးဆိုလို့ရှိရင်ပြန်လေ့လာကြည့်ပေါ့နော်ဆောင်းဆိုတာပုံပြောတာကျတော့စူးဆောင်းဆိုရေးပေါ့ဟုတ်တယ်မလားကျတော့စူးဆောင်းရေးပေါ့ပုံမန်ဂျာတို့ရေးပေါ့မှာလုပ်တဲ့အားကစားတွေပါလေကိုစူးဆောင်း sports ဆိုတဲ့စကားပေါင်းလိုက်ရင်ရပါလေ sports ကတော့အင်္ဂလိပ်စကားပေါ့နော် sport ဆိုတဲ့အဓိပ္ပာယ်စူးဆောင်း sports ဆိုတာရေးပေါ်မှာလုပ်လို့ရတဲ့ဒီလိုအားကစားတွေပေါ့ဟုတ်မလားနော်ဒီပေါ်မှာလူရှော့စီးတာတို့တို့ကိုပေါ့နော်အဲအဲ့လို activity တွေကိုချေလို့ social sports လို့ပြောလို့ရတယ် မယ်နော်အဲဒါဆိုလို့ရှိရင်ဒီနေ့ရေးနဲ့ပတ်သက်တဲ့မိနင်းလေးကိုရှယ်လို့လေ့လာပြီးသွားပါပြီ။အော်မိနင်းကအခုချေတင်မေးတာဆိုလို့ရှိရင်ရက်20ကြော်လာပြီပေါ့နော်။အဲကျတော့ရက်30တောင်ရောက်တော့မှဆိုတော့အားလုံးမင်းစာတွေဘလောက်ထိရနိုင်ပြီလဲ။အော်စာတွေကိုလည်းပုံမှန်ဘာလို့ဖြစ်လာဆိုတဲ့ဟာလေးကိုလည်းချေကိုသိရအောင်လို့ပေါ့နော်။ comment မှာပြောပြပါအောင်ပြပြဆိုလို့ရှိရင်လေ့လာရတာအဆင်မပြေတာရှိရဆိုလို့ရှိရင်လည်း comment မှာရေးခဲ့ရဆိုရင်ချေကြည့်ပြီးတော့ ပြင်ပြီးတော့ဒါမှရှိကြလို့ရှိရင်နည်းနည်းလေးပြင်ပြီးရောပေါ့နော်ဒါလေးလေးကိုပြင်ပြင်ပြီးရောဗီဒီယိုလေးတွေကိုတင်ပေးပါမယ်။ကျွန်တော် feedback လေးတွေကိုလည်းများများပေးပြီးတော့အထောက်အကူဖြစ်လေဆိုရင်လည်း comment လေးမှန်ပြီးရောแชร์ဗီဒီယိုလေးမှာလည်း like လေးနှိပ်ပေးသွားပါလို့ပြောချင်ပါတယ်။အဲဒါဆိုရင်ချဲလို့နောက်ဗီဒီယိုမှာပြင်တွေ့မယ်။ရပါတော့ခရောမျိုးအညော